ာပို့ထားတဲ့ဟာကိုအမအသေးချာမသိတော့ share လိုက်တော့မှအခု Facebook မှာဒီ post တက်နေတာတွေ့ရပေါ့နော်တွေ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့ဈေးကဘာဝင်းထဲမှာရှိရဲ့စကြာမင်းတိုင်းစီထုတ်လုပ်ရေးကသူတို့ဝန်ထမ်းတွေ maturation တွေပါလေလာပြီးရင်လှုပ်ပြဖို့အတွက်ကိုလုံးဝအမိုက်ပုံးတော့မထားပေးထားဘူးပက်ကိုဆိုတော့အိမ်သားရဲ့မှာပက်တွေပါလေလဲပြီးရင်လှုပ်လှုပ်တဲ့ညီမလေးတွေက ပက်ကိုအထုတ်လိုက်ပြန်ထုတ်ပြီးအိမ်ပြန်တယ်ွားရတယ်တဲ့အဲ့ဒါကအသက်ဝင်တဲ့ညီမလေးတယောက်က menstruation လာတော့သူဘယ်မှာပြစ်ရမှန်းမသိဘူးသူမှိုက်ပုံးနဲ့ပြစ်ခဲမိရယ်ပေါ့ပြစ်ခဲမိလိုက်တဲ့ဟာကိုအမိုက်ထဲမှာလဲတွေ့ရောဘသူပြစ်တာလဲ menstruation ဘသူလာတယ်လို့ဘသူပြစ်တာလဲဆိုပြီးရောဘသူပြစ်တာလဲသိရအောင်ဆိုထမင်းနေလမ်းမိစစ်တယ်တဲ့ထမင်းနေလမ်းမိစစ်တဲ့ဟာမှာ အလုံးမမင်္ဂလာပါမော channel လေးရန်ကြိုဆိုလိုက်ပါရစေ။မောခုတက်ဆက်ပေးခြင်းနဲ့ဗီဒီယိုတရားတော့အရောက်မှအရေးကြီးတဲ့သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးစကြမင်းတိုင်းစီထုတ်လို့ရေးစက်ရုံပါဗောနော်။မင်းကလေးတွေရာသီလာမလာကိုထမိန်လိုက်ပြီးတော့စစ်ဆေးတယ်ဆိုတဲ့ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရစေ။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့သူတို့ရဲ့စက်ရုံပါဗောနော်။ဒီမက်စရေးရှိလာလို့ရှိရင်စွန့်ပစ်ဖို့ပစ္စည်းထားတဲ့နေရာမရှိဗောနော်။ဝန်ထမ်းမလေးအစ်တတယောက်ကမတိပဲနဲ့ဗောနော်စွန့်ပစ်လိုက်တယ်။အဲ့ဒါကိုဘသူစွန့်ပစ်လဲဆိုတာအဲဒီမပြောလို့ဆိုပြီးတော့ဗောနော်မင်းကလေးအယောက်40ကျော်ထမ ိန်လမ်းတော့ဆစ်ဆီးတယ်ဆိုလည်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့တင်ဆက်ပြမှာဖြစ်ပါတယ်အရန်ကမှကြက်ဖို့ကောင်းတယ်ပေါ့နော်ဗီဒီယိုတက်မှဆိုရင်တော့ပြည့်စုံပါပါတယ်ဗီဒီယိုလေးကိုစုပ်ထည့်လက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် ဆိုတော့ဒီ post မတက်လာခင်မှာအမကိုမနေ့ညဒီနေ့မနေ့အစောပိုင်းပေါ့နော်ညအစောပိုင်းကအမကိုညီမလေးတယောက်ကလာပို့ထားအဲ့မှာအလုပ်လုပ်နေညီမလေးပဲထင်တယ်လာပို့ထားတဲ့ဟာကိုအမအသေးချာမသိရောရှာလိုက်တော့မှအခု Facebook မှာဒီ post တက်နေတာတွေ့ရပေါ့နော်တွေ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဈေးကဘာဝင်းထဲမှာရှိရဲဆက်ကြမင်းတိုင်းစီထုတ်လုပ်ရေးကသူတို့ဝန်ထမ်းတွေ measuration တွေပါလေလာပြီးရင်လှုပ်ပြဖို့အတွက်ကို လုံးဝမိုက်ဖုန်းတွေမထားပေးထားဘူးပက်ကိုဆိုတော့အိမ်သားရဲမှာပက်တွေပါတယ်လဲပြီးရင်လုံးလုံးတဲ့ညီမလေးတွေကပက်ကိုအထုတ်လိုက်ပြန်ထုတ်ပြီးအိမ်ပြန်တယ်ဝါရတဲ့အဲ့ဒီဟာကြီးကအတိတ်ပဲမှမရှိရကွာဒီလားဆိုတော့ magician လာရဲဆိုတာဒါယွန်ရှာတဲ့အရာလည်းမဟုတ်ဘူးဒါမကောင်းတဲ့အရာလည်းမဟုတ်ဘူးပါဒီလားအဲ့ဟာကိုသူတို့ဘာလို့ပို့အဲ့လောက်အတွေးခေါ်နေပါလဲလဲမသိဘူး ဒါပေမဲ့ထားပါတော့အမိုက်ပုံးထားပြီးအိမ်ပြန်တယ်ွားရတယ်အဲ့ဒါအောင်မအသက်ဝင်တဲ့ညီမလေးတယောက်ကမစရီရှင်းလာတော့သူဘယ်မှာပြစ်ရမှန်းမသိဘူးသူမိုက်ပုံးနဲ့ပြစ်ခဲမိရယ်ပေါ့ပြစ်ခဲမိလိုက်တဲ့ဟာကိုအမိုက်ထဲမှာလည်းတွေ့ရောဘသူပြစ်တာလဲမစရီရှင်းဘသူလာတယ်လို့ဘသူပြစ်တာလဲဆိုပြီးရောဘသူပြစ်တာလဲသိရအောင်ဆိုထမင်းနေလမ်းမိစစ်တယ်တဲ့ထမင်းနေလမ်းမိစစ်တဲ့ဟာမှာတော့ဟိုအကုံလုံးရှိသမျှအမျိုးသမီးဝန်ထမ်းတွေအကုံလုံးထမင်းနေလမ်းမိစစ်တာစစ်တော့အဲ့ထဲမှာ မင်းကလေး၃ယောက်ကရာသီလာနေရတဲ့ရာသီလာနေရဲ့မင်းကလေး၃ယောက်ကိုနင်တို့ဝင်ခံစမ်းဝင်ခံစမ်းဝင်ခံစမ်းဆိုဝင်ခံခိုင်းနေတဲ့အချိန်မှာယုံဆင်းသွားတော့နောက်ရက်မှထက်စစ်မယ်ဆိုပြီးယုံဆင်းပေးလိုက်တယ်တဲ့ယုံဆင်းပေးလိုက်ပြီးတော့တကယ်တမ်းပြတဲ့ညီမလေးကတော့အဲ့နေပြီးတော့အလုံးမလာတော့ဘူးကွာဒါပေမဲ့အလုံးမလာတော့ဘူးဆိုရဲအချိန်မှာသူကဒီကိစ္စကိုဒီတိုင်းလေးပဲပို့ဖို့ပါလေထားလိုက်တော့ဆိုပြီးတော့ပြီးသွားတာတဲ့ဒါပေမဲ့တကယ်တမ်းအလုံးလုံးနေတဲ့ကြံခဲ့တဲ့ညီမလေးတွေကထမင်းနေလှန်ပြီးအစ်စ်ခံထားရတာဘလို့လို့အဆင်ပြေမှာလဲပြီးတော့ဒါဒါလုတ်ပိုင် သူတို့ဒီတိုင်းစစ်မေးလေကွာဒီလားဒီတိုင်းစစ်မေးလို့ရတဲ့အိန္ဒိယတခုထမိန်လန်ပြီးစစ်တယ်ဆိုတာကြီးอ่ะဒါလုံးဝမအတိပဲမရှိอ่ะသူတို့ကဒါငါတို့ကအလုရှင်ငါတို့စီးကန်းကိုမလိုက်နိုင်တော့ငါတို့ကလုံးတင်းရင်လောက်ရမှာပဲဆိုရဲဟာကြီးอ่ะအဲ့ဒါလုံးဝအတိပဲမရှိရဲ့ဟာเนาะဒီလားအဲ့ဒါလေး အရန်ကိုလူပါသွားတယ်လို့ခေါ်တယ်။ရန်ကိုစိတ်ထဲအောက်တန်းကျရတယ်လို့ခေါ်တယ်။ဆိုတော့အမကတော့အမကိုလာပြောထားညီမလေးစားတော့အမကဘာမှမလုပ်ပေးနိုင်ပြင်မဲ့အမဥရေကြီးကဘာညာလဲနားမလဲပြင်မဲ့အားလုံးတော်တော်များတော့ဒီကိစ္စကိုမခံရနိုင်နေဖြစ်လို့ရှက်တယ်လဲရှက်လဲရှက်ကြမှာပေါ့ကွာဒီလားထမင်ခံစစ်တယ်ဆိုတော့အဲ့တော့အမဘက်ကတော့အမကူညီပေးနိုင်တာအမဒီမှာအားလုံးသိအောင်ပြောပြနိုင်တာပဲရှိတော့အမပြောပြလိုက်တာပါဆိုတော့အရှမ်းရောကြာကောင်းတယ်များများသိအောင်လို့အဲ့ဟာ Facebook မှာအေးပို့စင်ထားတဲ့ဟာကိုတော့ share လိုက်ကြပါဦး ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာရုံမြို့နယ်ဈေးကဘာဝန်းတွင်းရှိစင်ကြာမင်းတိုင်းရင်ဆေးထုတ်လုပ်ရေးစက်ရုံတွင်အမျိုးသမီးအလုပ်သမား40ကျော်အားထပ်ပြီးလန်ပြီးရာသီလာမလာစစ်ဆေးခံရမှုနှင့်ပတ်သက်၍တက်ဆိုင်ရာတာဝန်ရှိသူများကထိထိရောက်ရောက်အရေးယူပေးရန်အလုပ်သမားများကတောင်းဆိုလိုက်ပါတယ်။မတ်လ26/2025ရက်နေ့တွင်ဖြစ်ပွားခဲ့သောအဆိုပါဖြစ်စဉ်မှာစက်ရုံတွင်အင်သာများတွင် အမိုက်ပုံးမထားပေးသဖြင့်အမျိုးသမီးလာစဉ်သုံးပစ္စည်းများကိုပလတ်စတစ်အိတ်ဖြင့်ထုတ်ပြီးအိမ်သို့ပြန်တယ်ရသည့်စီးမင်းကိုအလုပ်သမားတစ်တူက ။မတိပဲစက်ယုံအမိုက်ပုံးသေးတို့ပြစ်ချမိရမှစတင်ခဲ့ခြင်းဖြစ်ပါတယ်။အမိုက်သိန်းစဉ်ထိုပစ္စည်းကိုတွေ့ရှိပြီးနောက်စက်ယုံမှုနှင့်မန်နေဂျာတို့ကလုံသမားအလုံးကိုခေါ်ယူမေးမြန်းခဲ့တော်လဲညီသူမဝန်မခံသဖြင့်ခြေတက်ဆင်ထားသည့်နေရာတွင်အမျိုးသမီးစက်ယုံမှုကထမိန်လန်စစ်ဆေးမှုကိုပြုလုပ်ခဲ့ရာယာဒီလာနေသူ၃ဦးကိုတွေ့ရှိခဲ့ပြီးညီတို့အားအတင်းကျပ်ဝန်ခံခိုင်းခဲ့ပါတယ်။ ထိုနေ့ညနေစင်းချိန်တွင်နောက်တနေ့ထက်စစ်မီဟုဆိုခဲ့တော်လဲနောက်တနေ့၌အမှုကျူးလွန်သူဟုယူဆရသူအလုသမားတက်မလာရောက်သဖြင့်ဖြစ်စဉ်မှာအဆုံးတက်သွားခဲ့တော်လဲစစ်ဆေးခံခဲ့ရသည့်အမျိုးသမီးအလုသမားများကမကျေနပ်သဖြင့်အေးအေးယူပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်အလုသမားများနှင့်နှိဆက်သူတို့၏ပြောပြချက်အရစက်ယုံတွင်ဟာမရှိပဲစက်ယုံမှုအမျိုးသမီးကသာစီမံခန့်ခွဲပြီးအလုသမားများကိုကြမ်းတမ်းစွာပြောဆိုဆဲဆိုလေးရှိကအချိန်ပိုခိုင်းစေမှုများတွင်တင်းငွေနှင့်အစိုးရရုံးပိတ်ရက်များတွင်အလုဆင်းခိုင်း တော်လဲအချိန်ပိုကြီးနှစ်ဆပေးရမည်အစားပုံမှန်အတိုင်းတာပေးချေကမနက်၈နာရီမှညနေ၅နာရီအထိဖြစ်တင်သည့်အလုပ်ချိန်ကို၆နာရီအထိဆက်လုပ်ခိုင်းသလိုမဖြစ်နိုင်သည့်စံချိန်များကိုပါတောင်းခံလေးရှိသည်ဟုသိရပါတယ်မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဖကောင်ကဤလုပ်ရက်ကိုပြင်းထန်စွာရှုတ်ချပြီးလုပ်ငန်းရှင်များအနေဖြင့်အလုပ်သမားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်တာဝန်ရှိသည်ဟုထောက်ပြထားကဤဖြစ်စဉ်မှာလူမဆန်သည့်လုပ်ရက်များ၏ဖိနှိပ်အနိုင်ကျင့်မှုများ၏အဆိုးဆုံးပုံစံတစ်ခုဖြစ်သည်ဟုဆိုပါတယ် ပကောအမျိုးသမီးကော်မတီတာဝန်ခံဒေါခင်တန်နာမိုးကမတ်လ၈ရက်နိုင်ငံတကာမဟာမိတ်သမဂ္ဂများနှင့်ဥပပေါင်းပြုလုပ်ခဲ့သည့်ဓမ္မတာလစဉ်၃ခွန်းထုတ်လို့သူတိုင်းရရှိရေးကမ်ပိန်းပြီးမကြာမီဖြစ်ပွားခဲ့သည့်ဤဖြစ်စဉ်ကိုလက်မခံနိုင်ကြောင်းစက်ယုံဤကုံအမှတ်တရသိတို့စာပို့တိုင်ကြားမီဖြစ်ပြီးမဟာမိတ်အဖွဲ့များနှင့်တိုင်ပင်ကဆက်လက်အေးအေးယူမှုများလှုပ်ဆောင်သွားမီဖြစ်ကြောင်းပြောကြားခဲ့ပါသည်စင်ကြာမင်းတိုင်းရင်းစေးစက်ယုံသည်ကြီးပေါင်းစေးအာတိုးစေးအကျော်စေးများ အားထုတ်လုပ်ပြီးစေကုခံလဲထားရှိထားတော်လဲအလုသမားအခွင့်ရေးချိုးဖောက်မှုများဖြစ်သည့်ကြံပေးရမရခြင်းအချိန်ပိုကြေးအပြစ်မရခြင်းများလည်းရှိနေသည်ဟုသိရပါသည် ဆင်းရဲစိတ်ကလည်းသွားကြရမလို့ medical check ကလည်းလုပ်ကြရမလို့ပဲနဲ့ကိုယ့်ရဲ့ဖြစ်တည်နေတဲ့အလေးထားလေးကြည့်ပြီးတော့မှဘာယောဂါတွေဖြစ်နေလဲဆိုတာကိုကြိုတင်ခန့်မှန်းကြည့်ကြရအောင်။နက်စောစောအိယာထားလို့ဘေးဆောင်မထားဘဲနဲ့ပက်လက်အနေထားထားလိုက်လို့မောမယ်မထနိုင်ဘူးဆိုရင်အဆုံးနဲ့နှလုံးယောဂါဖြစ်နိုင်ပါတယ်။တဲချီတဲ့လက်တဲ့သွားနဲ့မျိုးလုံးတွေဝါနေမယ်ဆိုလို့ရှိရင်တော့တဲရောက်တဲ့ဘီဖိုးစီဖိုးဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေစီးကျင်မယ်၊တိမ်ကအနှမ်းသက်ဆိုတွေထွက်မယ်၊အလုံးရိပ်တွေတဲနေမယ်ဆိုရင်ပေါ့ဆမယ်ဆိုတဲ့ရင်ကင်းစားဖြစ်နိုင်ပါတယ်။ဘူပန်စရာထရီထူးမရှိဘဲနဲ့မြတ်ဘက်ကောင်းကောင်းအိမ်မပျော်ဘူးအိမ်မွားတယ်လို့ခံစားနေရမယ်ဆိုလို့ရှိရင်ဆန်ယောဂ နေတဲ့ကျေယောဂဖြစ်နိုင်ပါတယ်။မနက်အေးရထလို့ခြေလက်တွေထုံသလိုလိုလေးလံသလိုလိုဖြစ်နေမယ်ဆိုလို့ရှိရင်စီချိုယောဂနဲ့ကြောက်ကက်ယောဂဖြစ်နိုင်လို့ရှိပါတယ်။အမျိုးသားတွေညဘက်မှာစီးခဏခဏသွားမယ်စီးမထိတ်နိုင်ဘူးဆိုရင်ကြောက်ကက်ယောဂစီးကျက်ယောဂနဲ့စီးကျက်ခင်စာဖြစ်နိုင်လို့ရှိပါတယ်။ထိုင်ရမထလို့မူးမိုက်သွားမယ်ဆိုလို့ရှိရင်တော့တွေးရနေယောဂနဲ့အဆောယောဂဖြစ်နိုင်လို့ရှိပါတယ်။ဒီချက်တွေကိုကြည့်ပြီးတော့မမီးလိုကျန်းမာရေးကိုစမ်းသပ်ကြည့်နိုင်ကြပါလိမ့်ရှင်။ မိတ်ဆွေတို့ရေကျမရေးပိုင်းတွေကိုမျှဝေတဲ့အခါမှာအတိကျတေချာအောင်အမှားရမရှိအောင်ဆရာမင်းကျော်ဝင်ရမအိုရဆေးစာအုပ်ထဲကနေပြီးတော့နို့ကျဲဦးမှပြောဖြော်ရေးဟာနုပြူစေတဲ့ဆေးဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေပေးခြင်းပါတယ်ရှင်နွားနို့ကျဲ့ဥမပြောတော့ပေါင်းဆက်လိုက်ရအလွန်နုပြူစေသောဆေးတော့မဟုတ်မိုးရက်ဆေးဖြစ်လာပါတယ် အသက်ကြီးသူများမှီဝဲပေးခြင်းဖြင့်ငွေမှုပြန်နိုင်လောက်အောင်စွမ်းဆောင်ပေးနိုင်တဲ့ငွေမှုပြန်စေးလို့ပင်ခေါ်ဆိုရပါလိမ့်မယ်။မိုရက်စီကိုခက်ခက်ခဲခဲလိုက်ရှာပြီးပေါ်ဆက်နေစရာမလိုပါဘူး။မိမိအိမ်မှာပင်အလွယ်တကူရနိုင်တဲ့ပစ္စည်းများဖြင့်ပြုလုပ်လို့ရပါတယ်။လူတိုင်းနဲ့လည်းလက်လန်းမှီပါတယ်။အသက်ကြီးသူများသာသုံးဆောင်ရမှာလား။အရွယ်တိုင်းသုံးဆောင်လို့ရပါတယ်။ကလေးလူပြိုလူရွယ်လူလက်လူကြီးအားလုံးအတွက်အလွန်ကောင်းတဲ့အဟာရတစ်ခုဖြစ်ပါတယ်။ နို့ဆိုတဲ့နေရာမှာနွားနို့ကိုအဓိကထားစားသုံးသင့်ပါတယ်။ကျွဲနို့ဆိုရင်အစီများတယ်၊စိတ်နို့ဆိုရင်ညှီတယ်စသဖြင့်ပြဿနာလေးတွေရှိတဲ့အတွက်ငပြောသီးဆိုရင်လည်းဖီးကြားငပြောသီးကို သုံးနာအကောင်းဆုံးဖြစ်ပါတယ်။လူနဲ့အတဲ့ဆုံးလို့ပြောလဲကြပါတယ်။အချားသီးမွှေးတို့ဆင်ဆွဲတို့အရသာကောင်းပြီးမွှေးတော်လဲရေကြက်တတ်တာတို့နှလုံးကြက်တာတို့လို့ ပြဿနာရှိတဲ့အတွက်ဖီးချန်းကိုအမြဲတမ်းစားတည်ပါတယ်ဆနလရာသည်ဖောဖောတီတီနဲ့ဝယ်လို့ရပြီးဈေးလည်းမကြည့်ပါဘူးကျဥ်ကတော့မြမကျက်လို့ခေါ်တဲ့အိမ်ကျက်ဥကိုတော့ကျက်ဥတို့ကိုသုံးမသုံးပေးရပါမယ် CB ကျက်ဟာအသားတိုးဆေးကြီးထွားဆေးကက်မီကယ်တွေသုံးတဲ့အတွက်အဲ့ဒီမွေးမြူရေးကျဥ်ထဲမှာပဲကက်မီကယ်တွေပါနေပါတယ်။ကင်ဆာနဲ့ယောဂါအဆုံးဖြစ်တတ်လို့ကက်မီကယ်နဲ့ပတ်သက်ရင်ရှောင်ရပါမယ်။ ဖီးချားငပြောသည်ကိုမှဲ့တာပြောတာသုံးရပါမယ်။သူကမှဲ့မှသာအချိုတက်ကောင်းကောင်းထွက်တာမို့တကြားသုံးเสียမှာလို့ပါဘူး။တကြားကိုမသုံးချင်တာလဲပါပါပါတဲ့အတွက်ဖီးချမ်းမှဲ့ပြောပြောကိုရွေးချယ်ပါခွက်ထဲကိုဖီးချမ်းမှဲ့ထည့်ပြီးကြေအောင်ခြေပါအဲ့ဒီနောက်နွားနို့ပူပူကိုထည့်ပြီးမှွေပါသူတို့နှစ်ခုတမသွားပြီဆိုရင်အေးအေးခံလိုက်ပါအေးသွားပြီဆိုရင်ကြက်ဥကိုဖောက်ထည့်ပြီး တမအောင်ໝွေပါနောက်ပတ်တူးမှာပြန်ပြီးတော့ဆုံပါမယ်ရှင် ဒီလိုမလုံးတင်ဘူးလို့တော့ထင်ပါတယ်။မိန်းကလေးအယောက်၄၀ကျော်လုံးအဆက်တကွဲအကျိုးနဲ့ဖြစ်ရတယ်ပေါ့နော်။တကယ်ဖြစ်ခဲ့တဲ့သူကလည်းဝန်ခံဖို့တင့်တယ်လို့တော့ထင်ပါတယ်။အခုကြည့်နေတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြဖို့တောင်းဆိုပါရရှိ။ဘဝဗီဒီယိုလေးကိုဆုံးထိလက်ပါကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါရရှိ။နောက်ထပ်လည်းမိုးဆက်လီသတင်းတွေဟာသားဗီဒီယိုတွေဗဟုသုတရရဆရာဗီဒီယိုလေးတွေနဲ့အရေးကြီးသတင်းလေးတွေကိုနေ့စဉ်လိုက်တက်ဆက်ပြီးမှမိုးမွေး channel လေးကို like and subscribe နဲ့တောင်းဖို့တောင်းဆိုပါရရှိ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။